န်နော်ရှင်ကြိုက်တီဆောင်ကဇေဒီတော်ကြီးအတွက်ချက်သိမ်းပေါင်းတပေါင်းကျော်လှူဒန်းခဲ့တဲ့တရုတ်ဆောင်နန္နာလိုင်တို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရှင်နိုင်ငံကျော်တရုတ်ဆောင်တယောက်ဖြစ်တဲ့တရုတ်ဆောင်နန္နာလိုင်နဲ့ခေမွန်ဖြစ်သူဦးစီတီဟာတို့မိသားစုဟာကြိုက်တီဆောင်မှာရှိတဲ့ဇေဒီတော်အတွက်ချက်သိမ်းပေါင်းတပေါင်းကျော်လှူဒန်းခဲ့ကြတာပဲဖြစ်ပါတယ်တရုတ်ဆောင်နန္နာလိုင်ဟာအမှုပညာအလုပ်တွေကိုရည်နာပြီးတော့မိသားစုအတွက်သာအချင်းအပြေးဝပေးလာခဲ့တာဖြစ်ပြီး င်မွန်ဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်းတက်နိုင်တဲ့ဘက်ကပါဝင်အားဖြည့်နေတာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့တမီ၃ယောက်ကလည်းအရွယ်ရောက်လာခဲ့ပြီးတမီတွေရဲ့ပညာရေးအတွက်လည်းအစစအရာရာစီစဉ်နေရတဲ့တရုတ်ဆောင်နနာလိုင်းတို့ဇနီးမောင်နှံဟာသူတို့နှစ်ယောက်ရဲ့နေစဉ်ဘဝတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေစီကိုမကြာခဏဝေးများလေးရှိတာပဲဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်တော့တရုတ်ဆောင်နနာလိုင်းနဲ့ဦးစည်တီဟာတို့မိသားစုဟာကြိုက်ထီးဆောင်မှာရှိတဲ့ဇီရီတော်တွေအတွက် ကျပ်သိမ်းပေါင်းတထောင်ကျော်လှူဒန်းခဲ့ကြတာပဲဖြစ်ပါတယ်။ဈေးကဘာကုမ္ပဏီရဲ့တည်ထောင်သူဒရိုက်တာဖြစ်တဲ့ဒေါက်တာခင်ရွှေနဲ့ဇနီးဒေါ်တန်းတန်းကျွေသားသမီးများဖြစ်ကြတဲ့ကိုစီတီဟမတ်နန္နာလိုင်းကိုတိုးနိုင်မန်းမမေစင်လန်မိသားစုတို့ကနေပြီးကျပ်သိမ်းပေါင်း12000ကျော်လှူဒန်းခဲ့တာဖြစ်တဲ့အကြောင်းပြည်သက်တွေကိုပါကုသိုလ်တွေမျှဝေလာခဲ့တာဖြစ်ပါတယ်။အဆိုပါအလှပွဲလေးကိုတော့တရုတ်ဆောင်နန္နာလိုင်းကသမီး၃ယောက်နဲ့အတူတူ ကုသိုလ်အတူယူခဲ့တာဖြစ်ပြီး ပြည်သက်တွေအနေနဲ့လည်းနနာလိုင်ရဲ့ပုံရိပ်လေးတွေကိုလွှမ်းနေကြတာကြောင့်ဒီပွဲလေးမှာနနာလိုင်တို့မိသားစုလေးကိုမြင်တွေ့ခွင့်ရတာကြီးနူးဝမ်းသာနေကြတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်နနာလိုင်တို့မိသားစုဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစည်းဝင်းတွေထဲမှာပါဝင်နေဈေးကဘာမိသားစုဖြစ်တာကြောင့်အခုလုံငွေကျပ်သိန်းပေါင်းတောင်းနဲ့ချီပြီးတော့အလှအဒန်းအကြီးကြီးလုံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပြည်သက်ကြီးအနေနဲ့လည်းယနေ့မှလှူဒန်းခဲ့တဲ့ နနာလိုင်းတို့မိသားစုရဲ့ကုသိုလ်အလှလေးအပေါ်မှာဝမ်းမြောက်ဝမ်းသာနဲ့တာဓုခေါ်ဆိုပေးခဲ့ကြပါအောင်ရှင်။